တနပါမဂဇင်းအယ်ဒီတာအမျိုးသမီးတဦးကိုတတ်မှုနဲ့အင်းစိန်ထောင်မှာဖမ်းဆီးခံထားရတဲ့သရုပ်ဆောင်ဒါရိုက်တာမင်းအိုဆိုကိုအနောက်ပိုင်းခရိုင်တရားရုံးမှာဇန်နဝါရီလ22ရက်နေ့ကစတင်တရားစွဲဆိုခဲ့တယ်လို့သိရပါဗျ။တရားစွဲဆိုတဲ့နေ့မှာသရုပ်ဆောင်ဒါရိုက်တာမင်းအိုဆိုကိုဗဟန်းမြို့နယ်တရားရုံးမှာခဏတာရုံးထုတ်ခဲ့ပြီးအနောက်ပိုင်းခရိုင်တရားရုံးမှာအမှုအတွက်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ22ရက်နေ့မှာအနာပိုင်းခင်တရားရုံးမှာစတင်တရားစွဲဆိုခဲ့ပြီးရုံးချင်းကိုတော့ဖေဖော်ဝါရီလ4ရက်နေ့ကိုထပ်မံချိန်ဆခဲ့တယ်လို့အမှုရဲ့တရားလူဗဟန်းစခန်းမှုကမီဒီယာတွေကိုပြောပါတယ်။မင်းဥဆိုကိုဖေဖော်ဝါရီလ4ရက်နေ့မှာအနာပိုင်းခင်ဒုတိယတရားသူကြီးနှစ်မှာရုံးတင်စစ်ဆေးသွားမှာဖြစ်ပြီးအခုအခါမှာတော့တရားရုံးထုတ်တာသာဖြစ်တယ်လို့အနာပိုင်းခင်တရားသူကြီးကအတည်ပြုပြောကြားပေးခဲ့ပါတယ်။ မင်းဥဆိုးကိုစတင်တရားစွဲဆိုမှုအပေါ်သေဆုံးသူရဲ့အကိုဖြစ်သူကလက်ရှိမှာမိသားစုဝင်တွေကမွေးရဇာတိကိုပြန်ကအလူတန်းနေပြုလုပ်နေကြပြီးတင်းနှုရင်ရဲ့မိခင်ကလည်းစမ်းမကြီးအခြေအနေမကောင်းဖြစ်နေတယ်လို့ပြောပါတယ်။တင်းနှုရင်သေဆုံးမှုမှာတော့တရားမျှတမှုရှိလိမ့်မယ်လို့မျှော်လင့်ကြောင်းလည်းမှတ်ချက်ပြုပြောကြပါတယ်။တယုတ်ဆောင်ဒါရိုက်တာမင်းဥဆိုးဟာ 2014ခုနှစ်ဒီဇင်ဘာလ25ရက်နေ့နနက်အစောပိုင်းကနေအိမ်ခန်းအတွင်းမှာညမဝမ်းဝဲတော်ဆက်တယ်ဆိုတဲ့မတ်တင်းလူရင်ကိုတတ်ခဲ့လို့ရဲစခန်းမှာကိုရိုင်လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းတေဆုံးသူရဲ့မိခင်ဖြစ်သူကတော့မတ်တင်းလူရင်နဲ့မင်းအိုဆိုတို့ဟာဘလို့မှအမျိုးတော်ဆက်မှုမရှိဘူးလို့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးအတီလင်းချင်းဆိုထားပါတယ်။ အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတရုတ်ဆောင်ဒါရိုက်တာမင်းအိုဆိုကိုဗဟန်းမျိုးမရက်စကန်ကပေါ့ဆောင်919မြင်းဆောင်2014ပြည်မှုဆိုင်ရာဥပဒေပုံမှန်300နှစ်နဲ့အမှုဖွင့်စစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။